မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတက်ဇင်ဝင်ရေးသားသောကွင်းမာယာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုပြောပြခြင်းမှာယခုလိုဘူးဒုဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြိမ်းချမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ထူမောင်တဲ့ငထုံးကတောက်ဖို့စားဘတ်တွေဝါသနာတူဆိုင်တူကြသည်ဆိုလျင်မမ ယခုလည်းအရက်အတူတောက်စားရင်ပတ်စံရှာရန်အတီးသီးအကြံထုတ်နေကြခြင်းဖြစ်သည်အကြံမထုတ်ကြ၍လည်းမဖြစ်ထုမောင်းတဲ့ငထုံးကလက်ကြောတင့်သူတွေမဟုတ်ဒါကြောင့်လည်းတပြေစမ်းတရွာလုံးကထုမောင်းတဲ့ငထုံးဆိုရင်လူပေလူတွေတွေဟုသတ်မှတ်ထားကြခြင်းဖြစ်သည်ငထုံးဘာလဲထုမောင်းကိုဟာကိုကြံရင်ကောင်းမလားမင်းဥစားကြီးကအရင်မရှိ အဖျားမရှိစကားကြီးကွာဘာလဲမင်းအကွက်ကောင်းတွေ့ထားလို့ဒါအကွက်ကောင်းကွာပတ်စံတော့အများကြီးဟာမှတေးကြတယ် ထူးမောင်အရက်မူးမူးနဲ့ထွက်ပေါ်လာသည့်အာလေးရှာလေးစကားသံကိုကြားလိုက်ရ၍ငထုံးမျက်လုံးပြူးသွားမိသည်ထူးမောင်အကျင့်ကိုငထုံးကအနိကနေသူမျိုးသိသည်ထူးမောင်ကအလုတ်တစ်ခုလှုပ်လျင်ပြီးသေးတဲ့သူဖြစ်သည်ပြောစမ်းမအောင်ထူးမောင်ပတ်စံအများကြီးရမယ်ဆိုတော့ဘာလဲမင်းအပြိုကြီးရွှေစင်ကိုတင်တော့မလို့လားအခုရွှေစင်တဲ့ရင်ကိုငါကြားနေရတယ်ကွာဘာရွှေစင်တဲ့ရင်ဟုတ်လားငထုံးစကားကိုရုတ်တရက်ကြားလိုက်ရ၍ထူးမောင်တောက်မိအရက်ကိုပင်ဆက်မတောက်နိုင်တော့အပြိုကြီးရွှေစင်မျက်နှာကိုမြင်အောင်တွားမိသည် အခုရွှေစင်ကိုဟိုဘက်ရွာကမုတ်ဆိုးကိုကိုဘွားကရွှေတစင်စာတင်တော့မယ်လို့သတင်းကြားနေရတဲ့ထူးမောင်ညထိုးစကားတန်ကြောင့်ထူးမောင်တရားကိုတက်ခေါက်မိရင် ခံပြင်းသွားမိသည်မုတ်ဆိုးကို ကိုဘွားကလဲပိုင်ရပိုင်ဖြစ်၍ငွေကြေးအစဉ်ပြေသူထူးမောင်ဆက်မတွေးကျင်တော့လက်ကြံအရက်ခွက်ကိုတရှိန်လို့မောတော့ချပြီးမျက်စီထဲတွင် မြင်ရောင်နေမိသည်ကဥတာစာလက်သက်မွေးထားသည့်နဏီနှကောင် ဥဒါသာတယုတရမွေးထားသည့်ခြံပေါက်နွားနှကောင်ဖြစ်၍နွားကြောနွားတက်နေဖြစ်ပြီးတံမာထွားကြိုင်းသည်နွားအင်္ဂါနှင့်ပြည့်စုံ၍လူချင်းသူတွေကကြိုက်စေပေးပြီးဝယ်ကြသည်ဥဒါသာကသူ့နွားနှကောင်ကိုစိတ်မချဖြစ်ပြီးနွားတင်းကုတ်ကိုခြံကာထားပြီးအမဲမပြတ်အဆောင်ထားသည်ဟိကောင်ထူးမောင်မင်းပြောမဲ့ပတ်စံရဖို့ကိစ္စပြောလေကွာငါဥဒါသာရဲ့နွားနှကောင်ကိုကိုမှတ်ကြီးစီရောင်းဖို့ပြောထားပြီးပြီငထွန်းဟိုဥဒါသာနွားဟုတ်လားထူးမောင်စကားကြောင့်ငထွန်းနားမယုံနိုင်အောင်ဖြစ်သွားမိသည် ငထွန်းကအလုတ်လက်ကြောတင်းအောင်မလုတ်ချင်တော့လဲအရက်တော့ဖဲရိုက်ခြင်းကလွဲလို့ဘာမှမလုပ်တဲ့မိဥစာကြီးကဖြစ်ပါမလားထူးမောင်ရဲ့တော်ကြကြားလို့မကောင်းကွာတော်ရင်ငထွန်းငါကြံနာတာအောင်မြင်ငါရွှေစင်းနဲ့အမြန်ဆုံးနှီးမှာကွာဘာလဲမင်းကငါနဲ့ရွှေစင်းအတွက်မကူညီနိုင်ဘူးလားငါမကူညီချင်လို့မဟုတ်ပါဘူးထူးမောင်ရာဒီလုတ်ကိုငါတစ်ခါမှမလုတ်ဘူးလို့ပြောတာကွာပြီးတော့ဥဒါစာနွားချံကလူအများတန်းစောင့်နေတာကွာအဲ့ဒီအတွက်စိတ်မပူစားမှန်းနဲ့ငထွန်းရဲ့ငါအားလုံးစီမံပြီးပြီ ်ဒီကိစ္စအစဉ်ပြေရင်မင်းဖဲချုံကျွေးလဲဆက်နိုင်ပြီမဟုတ်လားကုလာမဲလောက်ဝင်ကြကြရင်အလုဆမယ်ငထုံးထုမောင်ကကြိုတင်အကွက်ချတာပြီးငထုံးကိုပြောရင်အရက်ကိုတစ်ခွက်ပြီးတစ်ခွက်ဆင့်တောင်းနေသည်ငထုံးထုမောင်ဖြစ်ကိုကြည်ပြီးညင်းပယ်ရန်ခတ်သွားသည်အမှန်ဆိုထုမောင်နဲ့ငထုံးကဘယ်နေရာဘာလို့လို့တောက်အတူစားတူတွေမဟုတ်ပါလားညအမောင်တို့ဖုံးထားတော်လဲကြဲအောင်လင်းအောင်မှုံဝါးဝါးမြင်နေရဆဲဖြစ်သည် နွားတင်ကုတ်ကိုဝိုးရွားမြင်တွေ့နေရပြီးနွားတင်ကုတ်အတွင်းမှာနွားနှကောင်ကြီးလှုပ်ရှားမှုကိုကြားနေရဆဲဖြစ်သည်။ငထွန်းစိတ်မလုံးပဲနွားတင်ကုတ်ပဝင်ကျင်အနှံကြည်လိုက်မိသည်။လူရိတ်လူရောင်လှုပ်ရှားတယ်မကြားရမကြမီနွားတင်ကုတ်တကားပွင့်သွားပြီးနွားနှကောင်ကိုဆွဲထုတ်လာသည့်ထူမောင်ကို တွေ့လိုက်ရသည်။ငထွန်းနွားဆွဲပြီးအမြန်သွားတော့ထူမောင်ကမောကြီးပန်းကြီးလေတံနဲ့တူတူပြောပြီးနွားနှကောင်ကြီးနဖားချိုးကိုလှမ်းပေးလိုက်၍ငထွန်းနွားကိုဆွဲပြီးနွားတင်ကုတ်နဲ့ဝေးရသူအပြေးဆွဲပြီးလာခဲ့မိသည်။ ထူမောင်ကအခြေအနေကိုအကဲခတ်ကြည့်ရင် နောက်မှလိုက်လာသည့်အတန်ကို ကြားနေရသည်။နှစ်ဦးသာစကားပဲမပြောနိုင်။ချုံချိုချုံချာကွင်းချိုကွင်းချာအနှံ့အပြားပြေးဆွဲလာ၍ငထွန်းတကူလုံးဇောကြီးမောကြီးများရွှဲနေပြီးစိတ်ထဲတွင်လက်ပြာမလုံးဝဲဖြစ်နေမိသည်။ငထွန်းတို့ခဏနောက်မှဖြစ်မင်းရွာနဲ့အတော်ကြီးဝေးသွားပြီကွတို့နွားဆွဲလာတာဘာမှမသိဘူး။ ထူးမောင်ကလေကွင်းဆက်ကြီးတစ်ပင်ကြီးအောက်တွင်နားရင်နွားနှကောင်ကိုခြုံထဲတွင်ကြိုးချပြီးပြောလိုက်၍ငထွန်းတစ်ပင်ကြီးကိုကြောမိပြီးထိုင်ချလိုက်သည်။ဘယ်နေရာကြည့်ကြည့်ညအမောင်တို့ကဖုံးနေတော့လဲကြဲယောင်ဝဒဝအလင်းကရှိသည်။ထူးမောင်ကငထွန်းနေတွင် ထိုင်ချလိုက်သည်။ထူးမောင်ဒီနွားတွေကိုဖယ်ဖို့ပို့မှလဲ။ငါမနေ့ကနွားပွဲစားကိုမက်ကြီးကိုတွားပြောတော့သူကကြေးမကြိုက်လို့မယူဘူးကွာ။အဲ့ဒါငါကိုချက်ကြီးစီတွားပို့မှ။ကိုချက်ကြီးစီရောက်ရင်အားလုံးစိတ်ချရတယ်။မင်းဘာမှစိတ်မပူနဲ့။ ကဲခဏနာတော့အမောပြေလေးတောက်ကြရအောင်ထူးမောင်ကပျော့ပျော့ဆူဆူတိုင်းလွယ်လာသည့်လွယ်အကြီးထဲမှာအရက်ပလင်းကိုထုတ်ယူပြီးမော့တောက်လိုက်သည်ငထွန်းလည်းမနေသာတစ်ခါမှဒီလိုမျိုးမလုပ်ဘူး၍ရင်တုံပန်းတုံဖြစ်နေသဖြင့်အရက်ပလင်းကိုယူပြီးမော့တောက်လိုက်သည် ဟာနွားတွေဘာလို့လဲမသိဘူးငထွန်းနှာမုံနေပါလားထူးမောင်ကအရက်တောက်နေရာမှာကြိုးချီထားသည့်နွားနှကောင်ရုံးကန်ရင်နှာမုံနေသဖြင့်ထိတ်နေရသည်နွားနှကောင်ကရုံးကန်နေ၍ငထွန်းမှမနေသာ နွားတကောင်ကိုအပြေးဆွဲပြီးစုပ်သက်ကာချော့လိုက်သည်နွားနှကောင်ကဘလို့ထိနေချော့ချော့မရနှာတဖူးဖူးမှုန်ရင်းယုံကန်နေစေဖြစ်သည်ထူးမောင်ထိန်းသားသည့်နွားကယုံကန်ရင်းခွာပြင့်ကန်လိုက်၍ထူးမောင်လဲကြပြီးနာကျင်တန်ပေါ်လာသည်ထူးမောင်ဒေါသဖြစ်ပြီးလဲနေရမှထကတစ်ကိုင်းကိုချိုးပြီးနွားကိုတဖုံးမျိုးမီအောင်ရိုက်လိုက်သည်ဒီတော့မှယုံကန်နေသည့်နွားနှကောင်ငြိမ်သက်သွားသည်ထူးမောင်ခြေထောက်တွင်နွားကန်ချက်ရှက်ထီပြီးပုံးပဲ့နာသွားသည်ထူးမောင်ခြေထောက်ကိုပုတ်တက်ရင်းဒေါသစိတ်ကမဖြေနိုင် ဘဲကောင်လဲကွာအနောက်ရက်ပေးနေတာတတိရှင်ထွက်ခဲ့စမ်းအမောင်နဲ့ကနေနွားတွေကိုမချောက်နဲ့ငါကဘဲတရေဘဲကွင်းပိုင်မှာမချောက်ဘူးကွာဆက်ချောက်နေမလွယ်ဘူးထူးမောင်မင်းတွေ့လို့စဲဆိုကျင်းနေတာလားမင်းမတွေ့ဘူးလားကွာနွားတွေတဖူးဖူးနှာမုတ်နေတာထူးမောင်ပြောမှာငထွန်းရင်လိုလိုခုံသွားမိရင်ပဝင်းကျင်အနှံ့သူ့ကိုကြည်လိုက်မိသည်ညအမောင်တို့ကြမှာဝိုးတော်ကမင်းတွေ့နေရဆဲဖြစ်သည်လက်ကွင်းပြင်နဲ့တစ်ပင်အုပ်တော်တန်းခြုံကြီးများငထွန်းနွားတင်းကုန်နဲ့ဝေးအောင်နွားဆွဲလာတော့လဲဘယ်နေရာရောက်နေမှန်းမသိတော့ထူးမောင် ငါတို့ဘယ်ရောက်နေရလဲဆိုတာကြည်စမ်းမအောင်ကွာငါထိုးပြောမှထူမအောင်တတိထားမိပြီးပတ်ဝန်းကျင်အနှံ့သို့ကြည်လိုက်မိသည်နွားစောကြောင့်နှစ်ဦးသားဘယ်ရောက်နေမှန်းမသိတော့တို့ဘာဆက်လို့ရမှာလဲငါထွန်းရမိုးလေအောင်စောင့်လို့ကိုချက်တို့မလာရင်ဒီနွားတွေတော်တဲ့မှာဖွက်ထားရအောင်မာဟာနွားတွေလှုပ်ပြန်ပြီငါထွန်းဆွဲဆွဲထူမောင်ကရုတ်တရက်နှာမုတ်ပြီးရုန်းကန်နေသည့်နွားများကိုဆွဲရန်ငါထွန်းကိုပြောလိုက်သဖြင့်ငါထွန်းနွားတစ်ကောင်ကိုထိတ်လိုက်သည်နွားနှစ်ကောင်ကတစ်ခုခုကိုအနှံ့သက်ရ၍ရုန်းကန်နေခြင်းဖြစ်သည် ထူမောင်ဒီနေရာကနွားတက်ကုန်းမှန်းသီလို့နွားတွေကန်နေရနဲ့တူတယ်မထွန်းပြောမှထူမောင်သတိရပြီးနွားတက်ကုန်းနေရာသို့ကြည့်လိုက်မိသည်လေအဝဲတွင်ပါလာသည့်ဆူဆူဝါဝါအပုံနံမဖြစ်ဘူးထူမောင်နွားကိုတတရားဆွဲပြီးတွားထားမှဖြစ်မယ်ငထွန်းကအပုံနံဆူဆူကြီးနံနေ၍နွားကိုဆွဲပြီးတွားလိုက်သည်အတန်ကြာမှငထွန်းနွားဆွဲရင်းကြည့်လိုက်မိသည်ငထွန်းနဲ့ထူမောင် အရက်တောက်ခဲ့သောပလင်းလွတ်များငထွန်းမယုံနိုင်အောင် ဖြစ်သွားမိသည်ထူမောင် တို့နားခဲ့တဲ့တစ်ပင်ကြီးအောက်ကိုပြန်ရောက်နေပါလား။အထူးစကားကြမှာထူးမောင်လှမ်းကြည့်လိုက်မိသည်။တစ်ပင်ကြီးချိန်ရင်တွင်သူတို့တောက်ခဲ့သည့်အရက်ပလင်းတွေကိုတွေ့လိုက်ရသည်။ဟိုမှာနောသခိုးတွေ့ပြီကွာတွေ့ပြီ။ရုတ်တရက်ကြားလိုက်ရသောအတန်များကြောင့်တစ်ပင်ကိုမိပြီးအိပ်ပျော်နေသည့်ထူးမောင်နှင့်ငထွန်းပြိုင်လူလက်နိုးပြီးကြည့်လိုက်မိသည်။နွားပိုင်ရှင်ဥသာသားနှင့်ရွာသားဆယ်ယောက်လက်ထဲတွင်ဒုတ်ဓာလန်များကင်ဆောင်ပြီးပြေးလာနေသည့်မြင်ကွင်းဖြစ်သည်။ ကျွန်တော်တို့နွားမခိုးပါဘူးမူးမူးနဲ့ရွာမပြန်နိုင်လို့ဒီမှာအိတ်နေမိတာပါငါ့ကိုမညာနဲ့ထူးမောင်ညကငါနန်းနီနှကောင်ပျောက်သွားလို့လိုက်ရှာနေခဲ့တာကိုင်းနဲ့ခြံတွေနှံ့ခဲ့ပြီကွမိုးလင်းမှာနွားချီရာတွေ့လို့လိုက်ရှာတာမင်းတို့ကိုတွေ့တာပြောစမ်းငါနွားနှကောင်ဘာမှဖွက်ထားလဲဥသားသားကနွားနှကောင်ကိုမတွေ့ရရေးဒေါသဖြစ်ပြီးလက်ထဲမှာကင်နာသည့်လန့်ပြင်းထူးမောင်နဲ့ငထုံးကိုချိန်ပြီးတွင်တွင်မင်းနေခြင်းဖြစ်သည်ကျွန်တော်တို့တထင်းနွားကိုလုံးဝမခိုးပါဘူးဗျာဟိုဘက်ရွာကိုဖဲ့သွားရင်ဖဲရှုံးလို့အရက်မှုမှုနဲ့ပြန် ပြန်ရုတ်တရက်တစ်ပင်ကြီးနောက်ကြီးခြုံနီးများထဲမှာနွားနှကောင်ကြီးနှာမုတ်တန်းကိုကြားလိုက်ရ၍ထုမောင်းနဲ့ငထုံးအံ့အားတင်သွားသည်ရွာသားလေးငါးယောက်ကခြုံကြီးတဲ့သူအပြေးသွားပြီးနွားနှကောင်ကိုဆွဲထုတ်လာသည်နွားနှကောင်ကထုမောင်းနဲ့ငထုံးကိုတွေ့လိုက်ရ၍နှာမုတ်တန်းပေးပြီးဝှေ့ရန်ပြင်နေသဖြင့်ရွာသားများကနွားဆွဲရင်အံ့ဩသွားသည်တွေ့လားထုမောင်းငါနွားတွေမင်းတို့ကိုဝှေ့ဖို့လုံနေတာကွခုမင်းတို့ရောက်နေတဲ့နေရာကိုပြန်ကြည့်စမ်းဥတ္တစာစကားကြောင့်ထုမောင်းနဲ့ငထုံးကြည့်လိုက်မိသည်အလိုလိုအံ့ဩသွားသည် ။နယ်ခွင်းကြီးတစ်ခုသာချပြီးထီထီမမာတွေ့နေရသည်တပြေဆန်းရွာထိပ်ရှိမကြီးပင်ကြီး။မင်းတို့ကငါနွားကိုခိုးပြီးလွတ်အောင်မစွဲနိုင်ကြဘူးမဟုတ်လား။ဥတာသာစကားကြောင့်ထူပုံနဲ့ငထုံးရွာထိပ်ရှိမကြီးပင်ကြီးကိုကြည့်ရင်ညကတညလုံးနွားဆွဲခဲ့သည့်အဖြစ်ကမယုံနိုင်စရာ။တပိစန်းရွာနဲ့လယ်ဝင်း၃လေးဝင်းချသည့်တင်ပြူရွာကိုကြော်ပြီးကိုချက်နှစ်သက်ကုန်းတို့ပင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကိုတော့ထုမုံနဲ့ကထွန်းတပည့်ဆန်းရွာနဲ့တိတ်မွေးသည့်တစ်ဆိုင်ကုန်းနေရာမှာတစ်ပင်ကြီးအောက်သို့ပြန်ရောက်နေသည့်အဖြစ်ပင်ငါနွားတွေအခုခံမှန်းသိကြတဲ့ကနွားတခုတွေကိုချက်နတ်သက်ကုန်းကိုတွားမှာပဲဆိုပြီးတို့လိုက်တော့ကိုချက်ကိုတွေ့ခဲ့တယ်ဘယ်နွားတခုမှမလာဘူးဆိုလို့ပြန်လာခဲ့တယ်မင်းတို့ကိုရွာနားမှာပဲပြန်တွေ့တာကဲနွားတခုတွေကိုကြိုးတုပ်ပြီးခေါ်လာခဲ့လိုက်ကွာသက်ဆိုင်အောင်ပို့မယ်ဥတာစာစကားကြောင့်ထူမောင်နဲ့ကထွန်တယောက်မျက်နှာတယောက်ကြည့်ပြီးတစ်ပင်ကြီးကိုမော့ကြည့်လိုက်မိသည်။အုံဆိုင်ဆိုင်ရှိနေသည့်တစ်ပင်ကြီး လေလာရိမ့်နွယ်ပြီးတရှက်ရှက်မြည်နေစေဖြစ်သည်ထူးမောင်အယက်မူးနဲ့ကွိမှန်ကြီးကိုဆဲဆူချိန်မောင်းခဲ့၍ကွိမှန်ကြီးကလမ်းဖြောက်ပြီးရွာသို့ပြန်ပို့ခဲ့တာလားကွင်းချောက်တာလားတွေ့ရင်ကြော်ချမ်းသွားမိလေတော့သည်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်